ဒီနေ့ထားရွှေစည်းကတော့အတက်စည်းနဲ့ဈေးဖွင့်သွားပါပြီအလုံးမဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က28ရက်နေ့ကိုလာပိုင်2020နဲ့9ခုနှစ်မနက်ပိုင်းထားရွှေစည်းကတော့200တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထားရွှေခဲစည်း55ရောင်းတဲ့ဈေးက 9400ထိုင်းရွှေကရပတ်သားကိုဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်က PSC ထိုင်းရွှေကရပတ်သားကို9600နဲ့ပေးဝယ်ရမှာဖြစ်ပါတယ်ဒီနေ့ထိုင်းရွှေကရပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မပြတ်ပဲ9800နဲ့ပြန်ပြီးတော့လက်ခံမှာပါ96.5ရာခိုင်နှုန်းရှိတဲ့အတိုင်းရွှေလက်ဝယ်ရနိုင်စီနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9800 လက်ဝယ်ရနိုင်လက်ခတို့ရတော့ဘန်ကောက်ထဲမှာတပတ်သားကိုတထောင်ကနေနှစ်ထောင်ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစီတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီဒေတာရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကတပတ်သားကို900ခင်လုံးဖြတ်အောင်မှာဖြစ်ပါတယ်900ခင်လုံးဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို9400ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ကဘာရွှေတအောင်စားကိုဒေါ်လာ3960တင်နဲ့ထိုင်းရွှေစီကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမငွေ32.2တထိုင်းရွှေစီကိုတွက်ထားပါတယ်လက်ရှိမှာတော့ထိုင်းရွှေစီကအတက်စင်းနဲ့ရှိနေပါသေးတယ်ထိုင်း ရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်ရွှေတုံးကိုပဲဝယ်ဆိုထားကြပါလို့အချံပြူခြင်းပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ကစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က205ဘက်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်ငွေစီတွေကိုအများအားတင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုရမချင်းနဲ့ပြည့်စုံပြီးအနည်းငယ်လို့ပြင်ရှင်းနိုင်ကြပါစေ။